Solver soft ကိုရမေးပြီး propel by using moderately dilute acid and matter ဟုတ်ပြီနော်ဒီကျွန်တော်ဗာလဲ dilute acid နဲ့ matter နဲ့ကိုအသုံးပြုခြင်းဖြင့် solver soft ကိုပြင်ဆင်မယ်တဲ့ the salt form can then be separated by crystallization ခုနကပြောထားပြီးသား soluble salt တွေကိုဒီကြားလို့လုံးဝမနီးလန်းပြီး crystallization method နဲ့လုံးပြုတ်လုံးပါမယ် for example အနေနဲ့သူကပါနေလဲဆိုတော့စားကိုထုတ်မယ်ဒါဆိုရင်ဒီကြားလို့ကြည့်ရအောင် equation လေးကို zinc plus sulfuric acid dilute equal to zinc sulfate plus hydrogen ဒီကြားလို့အရင်ဆုံး what equation ရေးလိုက်တယ်ပြီးသွားရင် simple equation ရေးမယ် zinc solid ပေါ့နော်အဲ့မှာဆိုရင်ဒါတို့တမျိုးသတိထားရမှာဒီအမြဲတမ်း battery ဒီ solid အဆိုင်ခဲအနေထားမျိုးရှိပါတယ် twin jet အနေနဲ့ majority ကလွယ်လို့ပေါ့ majority ဒီ liquid အခြေအနေပဲရှိပါတယ်။ကဲဒါဆိုရင် solid fuel acid dilute ဖြစ်ရတာဒီ teacher တို့ရေရောထားတယ်။ဒါကြောင့်မလို့ aqueous solvoy state ဒီ aqueous ဖြစ်ပါတယ်။ reaction equals to ဘာဖြစ်မလဲဆိုတော့ zinc sulfate plus hydrogen ။ဒါဆိုရင် zinc sulfate က ZnSO4 aqueous plus hydrogen ကကြာရဲ H2 gas ။ကဲ teacher တို့ formula เนาะ what equation ရေးပြီးွားပြီဟုတ်ပြီเนาะ simple equation ရေးပြီးွားပြီဆိုထုံးစံတိုင်း equation ညရပါမယ်အဲ့ခါကျတော့ဒီဟာကတော့ equation လေးကဘာဖြစ်နေအားလုံးက zinc တလုံး SO4 တလုံးဟုတ်ပြီเนาะအတွဲလိုက်လေးဒီချက်ပြောလိုက်တာเนาะ S တလုံး O လေးလုံးပေါ့เนาะ hydrogen နှလုံးအားလုံးညီသွားပြီဟုတ်ပြီเนาะဒါဆိုလို့ရှိရင် teacher တို့ရဲ့ equation ရေးတာပြီးသွားပြီရမယ်เนาะကဲဒါဆိုတချို့က software source မှာ number 2ပေါ့เนาะ number 2လေးစက်ကြည့်ရအောင် source of sodium potassium and ammonia เนาะ source of sodium ဆိုတာ sodium ဆားတွေ potassium ဆားတွေနဲ့ ammonium ဆားတွေ啊တဲ့ can be prepared from caustic soda solution caustic soda solution ဆိုတာ NaOH ပေါ့เนาะ NaOH နဲ့ deuterium အဲ့ကနေပြောမှာပြင်ဆင်မယ် caustic potash solution နဲ့ KOH and ammonium solution နေပေါ့เนาะ NH4 OH တွေကနေ respectively ဆိုတာအတီးတီးပေါ့เนาะအဲ့ရ ပေါ့နော်ဒီခုနပြောသွားတဲ့စားတွေကနေ solution တွေကနေပြင်ဆင်မယ်တဲ့။ဘာနည်းသုံးပါလဲဆိုတော့ by neutralization using that appropriate acid သူတို့ ਨੇ တင့်ညော်ရဲပေါ့နော် appropriate acid ဆိုတာကတင့်ညော်ရဲ acid တွေကိုအသုံးပြုပြီးတော့ဓာတ်ပြည့်ခြင်းပြုလုပ်ပါမယ်တဲ့ကဲဒါဆိုရင် teacher တို့ sodium hydroxide လေးပေါ့နော် sodium hydroxide ကိုကြည့်အောင် sodium hydroxide ကိုကျတော့ teacher တို့ hydrochloric acid နဲ့ဓာတ်ပြုမယ် dilute ထုံးစံအတိုင်းပဲ teacher တို့ dilute ဆိုရင် aqueous ဖြစ်ပါတယ်ဟုတ်ပြီနော် dilute ဆိုရင် teacher တို့ရေရောထားတဲ့အတွက်ကြောင့်ရေရောရင် aq ဖြစ်ပါတယ်ဟုတ်ပြီနော် အာ အဆိုရင် sodium hydroxide ကလည်းသူ့ရဲ့ physical state ကလည်း base ဖြစ်တဲ့အတွက်ကြောင့်မလို့ EQ ပါဟုတ်ပြီနော်အဲဆို reaction neutralization ဖြစ်မယ်ဖြစ်လိုက်တဲ့အခါမှာ sodium chloride စားရည်ဒီအမြဲတမ်း EQ နော် aqueous ပဲဖြစ်ပြီးရော plus water ထွက်ပါတယ် water ဒီ liquid အရေးဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဟို simple equation လေးရအောင် NaOH aqueous plus HCl aqueous เนาะ neutralization reaction NaCl aqueous plus H2O liquid ထပ်ပါတယ်။ကဲဒါဆိုရင်ဒီကျရုက simple equation wall equation ပြီးရင်ထုံးစံအတိုင်းဒီကျရု equation လေးညှိရအောင် Na တစ်လုံး Na တစ်လုံးဟုတ်ပြီเนาะ Cl တစ်လုံး Cl တစ်လုံးအဲ့လိုပဲ hydrogen နှလုံး oxygen တစ်လုံး hydrogen နှလုံး oxygen တစ်လုံးထပ်တယ်။ရမယ်เนาะဒါပြီး sodium hydroxide နဲ့ hydrochloric acid dilute နဲ့တက်ပြပါ ကဲနောက်တစ်ခု potassium hydroxide potassium hydroxide ဒီလည်း base ဖြစ်တယ်သူရဲ့ physical state ဒီ aqueous ဖြစ်ပါတယ်အဲ့တော့ sulfuric acid dilute သူ့ကိုရေရောထားတဲ့အတွက်ကြောင့်မို့ဒီ chloride aqueous ပဲထွက်ပါမယ်ရိုရို acid ဆိုရင်တော့ liquid ပေါ့ကွာ အခုအားကရေရောထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ AQ ဖြစ်သွားပြီ။ဟုတ်ပြီနော်။ A physical state လေးမှတ်ထားပါ။ပြီးရင် potassium sulfate plus water. potassium sulfate ကတော့ဒါတို့မျိုးတီးရဲ့ K2SO4 ပေါ့နော်။ AQS plus water liquid ဖြစ်ပါတယ်။ရေကတော့ liquid အခြေအနေမှာပဲရှိရတဲ့သူ့ရဲ့ physical state ဒီ liquid ပါ။ဟုတ်ပြီနော်။ကဲဒါဆိုရင် teacher တို့ equation what equation ရေးပြီး simple equation ရေးမယ်ပြီးရင်ထုံးစံအတိုင်း equation ကိုပြန်ညှိရအောင်ကဲအဲ့လိုပဲ ammonium hydroxide ဒီလေ physical state က aqueous nitric acid dilute เนาะရေရောလိုက်တဲ့အခါမှာ aqueous ဖြစ်သွားမယ်เนาะပြီးရဲ့အခါကျတော့ neutralization reaction ဖြစ်မယ် salt plus water ထွက်မယ် ammonium nitrate plus water NH4NO3 aqueous ပေါ့နော်ဒါဆိုရင်လေဒီကျတော့ဒီမှာဆိုရင် ammonium နေ့ကိုတခုမှတ်ရမယ်ပေါ့ ammonium ရဲ့ formula လေးက NH4 ဟုတ်ပြီနော်အဲ့ ာလေးတခုမှတ်ထားပြီးပါဒုံစံတိုင်းကျန်တာတွေအားလုံးကတော့ big ဆိုရင် AQS ဟုတ်ပြီနော်ဒါ acid acid မှာမှာ UU acid ဘာမှမရောထားဘူးဆိုရင်ကျွန်တော် liquid state ရှိပြီးတော့ dilute လို့ပါလာပြီးဆိုရင်တော့ဒီကျတို့ကရေရောထားပြီးပြီဖြစ်တဲ့အတွက် AQS ဟုတ်ပြီနော်အဲဆို neutralization reaction ဖြစ်မဲ့စားထွက်တယ် sox အဲ့တော့ sox တွေဒီအမြင်နဲ့ AQ ပါ AQS ဖြစ်ပါတယ်ဟုတ်ပြီနော် water H2O liquid ဒီခန်းမှာဆိုရင်ဒါရောသမီးရောဘာပြဿနာလဲဆိုတော့အာ physical state တွေရေးတဲ့အခါမှာဆီမ solid လား liquid လားဘာကြီး ရဲ့ EQS လာဆိုနားမလဲတာဖြစ်တယ်အဲ့တော့အဲ့ဒါကြောင့်မို့ဒီချက် equation တိုင်း equation တိုင်းမှာပြောသွားတယ်စားဆိုအမြင်နဲ့ EQS ပါ base တွေမှာဆိုလို့ရှိရင် base တွေလည်း EQS ပါ hydrochloric เนาะ acid တွေမှာဆိုရင် acid ကြီးပဲတီးတန့်ဆိုရင်တော့ gel liquid အနေနဲ့သုံးပြီးရောအဲသူ့ကိုရေရောလိုက်ပြီးဆိုရင်တော့ AQ เนาะ AQS ဖြစ်သွားပါတယ်အားမြအောင်လုပ်လိုက်တာအိုးရေရောလိုက်ပြီးဆိုလဲရော AQS ဖြစ်သွားမယ်အဲ့တော့ dilute ပါပြီးဆိုရင်တော့ဒါတို့တမျိုးသတိထားပါเนาะအဲဆိုရင် AQS လို့ရေးရပါမယ်ဟုတ်ပြီเนาะ physical state ကကဲဒါဆိုရင် equation ရေးရင်အမြင်နဲ့မမိပါနဲ့ what equation ရေးမယ်ပြီးရင် simple equation ရေးမယ် simple equation ရေးပြီးသွားရင် balance နှီးဖို့မမိပါနဲ့ equation နှီးဖို့ပေါ့เนาะကဲဒါဆိုရင်နောက်တစ်ခု solver source ကို can be propelled by using either the outside or the hydroxides of the matter အာ matter outside သို့မဟုတ် matter hydroxide တွေနဲ့ငုံအသုံးပြုပြီးတော့တစ်ခုသို့မဟုတ်တစ်ခုကိုအသုံးပြုပြီးတော့စားတွေကိုပြင်ဆင်မယ်တဲ့ with the appropriate acid ခုနကဒီချက်တို့က hydroxide နဲ့အကြောင်းပြောတယ် hydroxide မှာမှာ potassium တို့ sodium တို့เนาะပြီးသွားတဲ့အခါကျတော့ဒီချက်တို့ဘာလဲ ammonia တို့နဲ့ပြင်ဆင်တယ်အခုကျတော့ဒီခေါက်ကကျတော့ outside နဲ့ ူကပြင်ဆင်တဲ့အကြောင်းအောက်ဆိုင်နဲ့ဟိုက်ဒရောက်ဆိုင်နှစ်ခုတည်းကတစ်ခုနဲ့ပေါ့နော်အက်ဆစ်တင့်ရောတဲ့အက်ဆစ်နဲ့ပြင်ဆင်မယ်ကဲဒါဆိုရင် software ဆော့ရအောင်ဇင်းအောက်ဆိုင်နဲ့ဆိုရင်တော့ဒီမှာဆိုရင်ဒီကြရိုဇင်းအောက်ဆိုင်ဇင်းအောက်ဆိုင်က solid ဟုတ်ပြီနော်ဇင်း hydroxide ကြတော့ solid ပဲအဲ့မှာဒါတို့တမီကပြောစရာရှိလာပြီပြီးခဲ့တဲ့ အော်ဟွာတော့မှကြာတော့ BCIQS hydroxide လို့ပြောရဲဒါပေမဲ့ဒီညမှာ zinc တို့ barium တို့ဆိုရင်မှတ်ပါဟုတ်ပြီနော် zinc တို့ barium တို့ဆိုရင် solid ဖြစ်ပါတယ်ဟုတ်ပြီနော် barium ဆိုလို့ရှိရင်လုံးဝ insoluble salts ထဲမှာဖြစ်တဲ့အတွက်ကြောင့်မို့သူဒီ solid အခြေအနေနဲ့ပဲရှိရသူ့ကိုဘယ်သူနဲ့ပဲလာပြီးတော့ပါပြောပြောသူက solid အခြေအနေပဲရှိပါတယ်အခုဒီမှာဆိုလဲ zinc oxide ဒီ solid zinc hydroxide ဒီလဲ solid state ပါပဲ ရမယ်နော်အဲ့တော့ sulfuric acid dilute နဲ့ဓာတ်ပြူတဲ့ဓာတ်ပြူတဲ့အခါမှာ dilute လို့ပြောထားတဲ့အတွက်ကြောင့်ရေရောထားတယ်ရေရောထားတဲ့အတွက် aqueous ဟုတ်ပြီနော်အဲဆိုရင် neutralization reaction ဖြစ်တဲ့ဓာတ်ပြည့်ခြင်း reaction ဖြစ်တဲ့အခါမှာ salt flux water ထွက်တယ် zinc sulfate plus water ဟုတ်ပြီနော်နှစ်ခုစလုံးက အတူတူပဲဒါပေမဲ့ water ရေအနည်းများမှုတည်ပါတယ်အပေါ်က zinc oxide မှာကြတော့ရေတစ်လုံးမှထွက်ပြီးရောအောက်မှာကြတော့ zinc hydroxide နဲ့ကြတော့ရေနှလုံးထွက်တယ်ဒါလေးပဲ꿰သွားပါတယ် ရမယ်နော်။ကဲနောက်တစ်ခုက insoluble ဆိုတော့ခုနကဒီချက်ပြောလိုက်တဲ့ဇင်းနဲ့ barium နဲ့ပဲလို့ပြောထားတယ်။ဒါပေမဲ့ဒီမှာ barium chloride ဒီနော်ဘာဖြစ်လဲ sox အမျိုးအစားဖြစ်တဲ့အတွက် aqueous ဟုတ်ပြီနော်ဒါပေမဲ့ထွက်လာတဲ့ radiant sulfate ဆိုရဲ source ကြတော့ဒီချက်ရူပါဖြစ်သွားတာလေ solid ဖြစ်သွားပါတယ်ဘာဘာကြောင့်လဲဆိုတာကိုလည်းအပေါ်မှာစာလီကရှင်းပြပေးထားတယ်ဟုတ်ပြီနော်ကဲစာလီကိုလေ့လာကြည့်ရအောင် insoluble source တွေအားတဲ့ are propelled by precipitation ဆိုဒီချက်ရူနောက်ခုနကလည်းပြောထားပြီလား soluble source တွေကို crystallization method သုံးမယ် insoluble source တွေကိုကြတော့ဒီချက်ရူပါလည်း precipitation ဆိုရဲအနေကြခြင်း method တွေသုံးမယ်တဲ့ဟုတ်ပြီနော် are propelled by precipitation ဆိုတာဒီချက်ရူအနေကြခြင်းဖြင့်ပြင်ဆင်မယ်တဲ့ for example အနေနဲ့ an insoluble salt တွေနော်မပြောင်းရင်းတဲ့စားတွေပေါ့နော်ဘာလို့လဲတဲ့ barium sulfate အဲ့ဒါလေးမှတ်ထားပေးပါ barium sulfate ဒီမပြောင်းရင်းတဲ့စားမျိုးစားဖြစ်ပါတယ် can be made by mixing solution of barium chloride and potassium sulfate နော်သူ့ကိုကြတော့ barium chloride နဲ့ potassium sulfate solution ကိုရောလိုက်မယ်ရောလိုက်တဲ့အခါမှာ a white precipitate of barium sulfate white precipitate ဆိုအဖြူရောင်အနေနှစ်လေးတွေဟုတ်ပြီနော်အနေကျလာမယ်အဲ့နော် barium sulfate လို့ခေါ်တဲ့အဖြူရောင်အနေကျလာမယ် BSO ပေါ့တဲ့ is spawn ဖြစ်ပေါ်လာပါတယ်ကဲဒါကြတော့ ီဖြာတို့ကခုနတောင်းလျှောက်ကပြောထားတယ် acid နဲ့ base နဲ့ဓာတ်ပြုရင် salt plus water ထွက်တယ်လို့ပြောထားတယ်ဒီမှာကျတော့ salt ပဲ barium chloride ဆိုတာလည်းစာမျိုးစာပဲ potassium sulfate ဆိုတာလည်းစာမျိုးစာပဲအဲ့ဒီဟာနှစ်ခုပေါင်းစပ်ပြီးတော့မှ barium sulfate plus potassium chloride ဆိုပြီးတော့ဖြစ်လာတယ်အဲ့တော့ဒီ equation လေးကတော့တခန်းလုံးမှာဆိုရင်ဒါရိုတမီကိုမှတ်ကိုမှတ်ထားမယ့် equation လေးဖြစ်ပါတယ်မတူဘူးပေါ့နော်သူများမတူတဲ့အထူးခြားတဲ့ equation မျိုးလေးပါ စားစားစားချင်းပေါင်းထားတာတွေ့ရတယ်မြေပေါ့နော်အဲဆို teacher ကြည့်အောင် babyian chloride ဆိုရယ် BaCl2 aqueous plats เนาะအဲ potassium sulfate K2SO4 aqueous neutralization reaction ဖြစ်တဲ့ barium sulfate plus potassium chloride BaSO4 solid plus 2KCl aqueous ဒါဆိုရင်ဒီညမှာ physical state တွေလည်းမှတ်ထားပြီလား barium chloride ဒီ aqueous ဖြစ်တဲ့ K2SO4 potassium sulfate ဒီလည်း aqueous ဖြစ်တဲ့ BaSO4 barium sulfate ဒီ solid ဖြစ်သွားပြီးရော KCl ဒီ aqueous ဖြစ်သွားတယ်။ဒါမယ်နော်အဲ့ဒါလေးလည်းမှတ်ထားပြီပါ။ ကဲဒါဆိုရင်အခုဒီ review question 124လေးကိုတော့တာရတမီကိုအခုဒီ6.4 socks ပေါ့နော် socks မှာဆိုရင်တာရတမီကိုပြောထားတဲ့အကြောင်းအရာလေးတွေကိုပြန်ပြီးရောသူကနော်ဟို review လုပ်ပေးထားတာပေါ့အဲ့တော့အားလုံးတာရတမီကို調査ပြီးရောဖြည့်ကြည့်လို့ရမယ်လို့ဒီချက်ထင်ပါတယ်調査ပြီးဖြည့်ကြည့်ကြနော် ကဲဒါဆိုရင်ဒီကျတော့အခု socks ပေါ့နော်အာအခန်းတစ်ခန်းပြီးတိုင်းဒါတွေကိုဘယ်ညာမှာ users လုပ်လဲဟုတ်ပြီနော်ဒီကျတော့ society မှာပေါ့နော်လူမှုပတ်ဝန်းကျင်မှာဘယ်လိုအသုံးပြုလဲဆိုတာတွေကိုနော်သိတာအထင်ရှားအောင်သူကပြောပြပြပြောထားပေးတယ်ပေါ့နော်ကဲဒါဆိုဒီကျတော့တစ်ချက်လောက်ကြည့်ရအောင် socks play an important role in our society ဒီကျတော့ရေနော် our society ဆိုရဲကျတော့ ပေါ့နော်လူမှုပတ်ဝန်းကျင်မှာဆိုရင်တဲ့ important role ဆိုတာအရေးပါတဲ့ကဏ္ဍအနေနဲ့သူကပါဝင်ပါတယ်တဲ့ Samsung အချို့သော source တွေရဲ့ and their uses in society are described ဟုတ်ပြီနော် Jero ဟုတ်ရဲ့ပဝင်းကျင်မှာဆိုရင်တဲ့ဟုတ်ပြီနော်စားချူနဲ့သူတို့ရဲ့အသုံးဝင်ပုံတွေကိုအောက်ဖော်ပြပါဇာတ်နဲ့ဖော်ပြထားပါတယ်။ကဲစားကတော့ sodium chloride ဆိုရင် detail ရောသူ့ရဲ့ formula လေးက NaCl users တို့ဘယ်မှာအသုံးပြုလဲဆိုတော့ food additive ဆိုတာကဒီထဲရောဥပမာဆိုတာအစာအသောက်တွေကိုပို့ပြီးရောပေါ့နော် flavor တော့အရာဓာတ်တွေပို့ရှိအောင်လို့အသုံးပြုရညာဒီမှာသုံးတယ်ဥပမာဆိုတာဆိုပေါ့နော်အာဒီထဲရောဥပမာ strawberry အရာဓာတ်လေးဆိုပို့ကောင်းသွားအောင်လို့အဲပို့ပြီးရောပါလောက်လိုက်တာလဲထည့်လိုက်တာဟုတ်ပြီနော်ပို့အရာဓာတ်လေးပို့ထူးကဲသွားအောင်လို့ထည့်တာမျိုးပေါ့နော် food additive အနေနဲ့သုံးတယ်တဲ့ပြီးသွားတဲ့အခါကျတော့ဒီထဲရော sodium sulfate sodium sulfate Na2SO4 sodium nitrite တို့ sodium citrate တို့ NaNO2 Na3 C2 C6 H5O7 အဲအဲ့ဒါကြီးဆိုရင် food preservative ပါဒီကြတော့အစားအစာတွေကိုတရှိခံအောင်သုံးတဲ့နေရာတွေမှာအသုံးပြုပါတယ်တဲ့ပြောနောက်က ammonium sulfate ammonium sulfate ammonium nitrate ammonium phosphate NH4 twice SO4 ဖတာက NH4 twice SO4 NH4 NO3 NH4 thrice ဟုတ်ပြီနော် PO4 သူတို့ကတော့ fertilizer ဆိုတာဒီချက်တို့ဓာတ်မြေဩစာတွေပေါ့နော်ထုတ်တဲ့နေရာတွေမှာအသုံးပြုရဲတဲ့ပြီးတော့ potassium chloride calcium ကိုလည်း fertilizer မှာသုံးပါတယ်တဲ့ဓာတ်မြေဩစာထုတ်တဲ့နေရာတွေမှာသုံးပြီးတော့ magnesium sulfate magnesium hydroxide MgSO4.7H2O ဒါဆိုရင်ရေခုနှလုံးပါတယ်ဥမှတ် ဟုတ်ပြီနော်အဲဆိုရင် medical user ဆိုတာ teacher တို့เนาะဆေးတွေမှာအသုံးပြုဝင်တဲ့အသုံးပြုပါတဲ့ epsom salt ပေါ့တဲ့စကားအနေနဲ့အသုံးပြုတယ်တဲ့ပြီးတော့ magnesium hydroxide MgOH strikes တို့လည်း medical users အနေနဲ့သုံးပါတဲ့ make of magnesium MOM ဒီတစ်ပြပြောရမယ်ဆိုဝမ်ပျော်ဆေးတွေပေါ့နော်ဝမ်ပျော်ဆေးတွေမှာဆိုလို့ရှိရင် magnesium hydroxide ပါပါတယ်တဲ့ပြီးတော့နောက်တစ်ခုက calcium salivate CaSO4 သူ့ကိုကြတော့ medical uses plaster of paris ဆိုတာ pop တိုင်တဲ့ရောဟောပါတော့ခြေောက်တီလက်တီကြောက်ပတ်တီကိုင်းတဲ့အခါမှာဟုတ်ပြီနော်ကြောက်ပတ်တီကိုင်းတဲ့အခါမှာဆိုရင်ဒီ pop ပေါ့နော်အပေါ်မှာပါတယ်လေထုံးလိုမျိုးဖြူဖြူကြီးလေအဲအဲ့ဒါကို calcium sulfate ကိုတဲ့အသုံးပြုထားပါတယ်တဲ့ကဲဒါဆိုရင်တိချရောဒီ6.4 socks မှာဆိုရင်နော်လေးလာမယ် keywords လေးတွေပေါ့နော်ဘာလေးရှိလဲဆိုတော့ဂျေရောဘာလဲဆိုတော့စားပေါ့နော်စားနဲ့ neutralization ပေါ့ စားဆိုတာပါလေ a soy is a substance နဲ့ရာဝတ္ထုတစ်ခုဖြစ်တဲ့ produce from the reaction between an acid and a base or a matter not base သို့မဟုတ် matter ကားတဲ့ဘာနဲ့လဲဆိုတော့ acid နဲ့ဓာတ်ပြုခြင်းကနေပြီးတော့မှထပေါ်လာခြင်းဖြစ်ပါတယ် based on the acid acid ရဲ့ပုံမှာ moody ပြီးတော့မှ salt တွေကို can be classified နဲ့မျိုးစားခွဲခြားနိုင်တယ်တဲ့။ဘာရင်းနဲ့လဲဆိုတော့ chloride တို့ sulfate, nitrate, sulfite and carbonate သတ်သဖြင့်နဲ့ခွဲခြားနိုင်ပါတယ်တဲ့။ soluble salt တွေကတဲ့ are usually prepared from the reaction between matter and dilute acid ဟုတ်ပြီနော် solvent source တွေကကြတော့သူတို့ကိုပြင်ဆင်မယ်ဆိုရင်တဲ့ဒီကတော့ဘာဖြစ်လဲ matter နဲ့ dilute acid တွေပေါ့နော် acid ပျော်တွေနဲ့ပြင်ဆင်ခြင်းအပြင် solvent source တွေကိုရရှိပြီးတော့ဘလိုနည်းလမ်းနဲ့ပြင်ဆင်မှာလဲ followed by crystallization ဟုတ်ပြီနော် crystallization method ပေါ့နော်ပုံဆောင်ခဲ့တဲ့ဒီ method နဲ့အဲဒီကျတော့ပြင်ဆင်ခြင်းဖြင့် solvent source တွေကိုရပြီးရောတဲ့ insoluble source တွေကိုကြတော့ are usually propelled by အနည်းပြင်ဆင်လို့ရလဲဆိုတော့ precipitation method တဲ့အနည်းကြခြင်းနည်းလမ်းနဲ့ပြင်ဆင်လို့ရပါတယ်တဲ့ ဒါကတော့အနှစ်ချုပ်ကိုပြောထားတာပေါ့နော်ကဲနောက်တစ်ခုက neutralization ဓာတ်ပြည့်ခြင်းဆိုတာဘယ်လိုမျိုးလဲတဲ့ neutralization is the reaction ဓာတ်ပြည့်ခြင်းတစ်ခုဖြစ်တယ် between an acid and a base to form a salt and water only acid နဲ့ base နဲ့ဓာတ်ပြည့်ခြင်းအားဖြင့်ပါထွက်လာရလဲဆိုတော့ salt and water စားနဲ့ရေနဲ့ပေါ့နော်ဖြစ်ပေါ်လာခြင်းကို neutralization ဓာတ်ပြည့်ခြင်းလို့ခေါ်ပါတယ်တဲ့ကဲဒါဆိုတီချာတို့အခုသွားမယ့်ဟာက concept map ပေါ့နော် your chapter 6.1ကနေ6.4ကြီးကိုเนาะအချင်းချင်းပြန်ပြီးရောပြောထားတယ် concept map လေးဖြစ်ပါတယ်။ဒါဆို teacher တို့အရင်ဆုံး teacher တို့ asset ကနေစကြည့်မယ်ပေါ့နော် asset ဆိုလို့ရှိရင် asset ကသူ့ရဲ့ဂုဏ်သတ္တိပေါ့နော်သူ့ရဲ့ဂုဏ်သတ္တိကဘာရှိလဲ teacher တို့ဘယ်လို သိနိုင်လဲဆိုတော့ litmus test ခုကိုဟုတ်ပြီเนาะအပြာကနေအနော် litmus test ခုအပြာလေးနဲ့ဆန်းလိုက်မယ် acid ထဲမှာတို့လိုက်မယ်ပေါ့တို့လိုက်တဲ့အခါမှာအပြာရောင်ဒီအနီရောင်ကိုပြောင်းလဲသွားမယ်ဒါဆိုရင် acid ကုန်သတ္တိရှိရယ်ပေါ့เนาะဒါဆိုရင် teacher တို့က acid ကုန်သတ္တိရှိရယ် acid ဒီ pH အရာကြည့်မယ်ဆိုရင် teacher တို့ pH level ပေါ့เนาะ pH level တိုင်းနေဆိုတာကြားဘူးမှာပါအဲ pH အရာကြည့်မယ်ဆိုရင် less than 7ပေါ့เนาะခုနှစ်အောင်ငယ်တယ်ဆိုရင်ဒါဒီ acid ဖြစ်ပါတယ်ဟုတ်ပြီเนาะကဲ ် acid ဖြည့်ရုံနဲ့မကဘူး acidity ဆိုတာ acid ကုန်တက်တီရှိရယ်ဆိုရင်သူဒီရဲ့ pH less than 7ပေါ့နော်ခနှစ်ထက်ငယ်တယ်လို့သူပြောထားပါတယ်ကဲဒါဆိုရင် teacher တို့က acid ကအမြင် produce ဘာကိုပဲထုတ်ပေးလဲဆိုတော့ hydrogen ion H+ ion တွေကိုပဲထုတ်ပေးပါတယ် acid ကို classify into အမျိုးအစားခွဲခြားမယ်ဆိုရင် inorganic acid နဲ့ organic acid ဆိုပြီးတော့ခွဲခြားနိုင်ပါတယ်တဲ့ဒါဆိုရင် inorganic acid ဆိုရင်ဒီချက်တို့ကဘာတွေပဲပါလဲဆိုတော့ oxygen တွေပါတယ်ပေါ့နော် organic acid မှာကြတော့ထူးခြားတာက carbon ပါတယ်ဆိုရင် organic acid ပါဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီချက်တို့ခွဲလို့ရပြီ carbon ရဲ့ hydrogen ရဲ့ပါတယ်ဆိုရင်ဒါဒီ organic acid ပါကျန်တဲ့ဟာတွေဒီ inorganic acid ဖြစ်ပါတယ်ဒါမယ်နော်ကဲနောက်တစ်ခု teacher တို့က acid ပါတဲ့ သူကဘာရှိလဲဆိုတော့ concentrated acid ဆိုတာကအားပြည့်တဲ့ acid ပေါ့နော်အားပြည့်တဲ့ acid ဆိုလို့ရှိရင်ဒီထက်ရော acid ပမာဏက a large amount ဆိုတာကပမာဏများများပါဝင်နေပြီးတော့ dilute acid dilute acid မှာကြတော့ acid ကကြတော့ small amount ဆိုတာနော် acid ပမာဏအနည်းငယ်သာလင်းပါဝင်ပါတယ်တဲ့ကျေရော concentrated acid ကို dilute acid ဖြစ်အောင်လုပ်မယ်ဆိုရင် ရေထည့်လိုက်ပေါ့ရေများများထည့်လိုက်ရင် acid ပမာဏရော့ကြသွားမယ်ရော့ကြသွားတဲ့အခါမျိုးကျရင်တကြီးရောဘာဖြစ်သွားရင်လဲဒါပြီး dilute acid မျိုးစားဖြစ်သွားပါပြီ အဲ့လိုပဲ dissociation in water ပေါ့နော်ရေနဲ့ dissociate ဖြစ်တဲ့အခါမျိုးမှာဆိုရင်เนาะနောက်ခုရှိရဲ reactinence round acid ပေါ့နော် as reactivate ဆိုလို့ရှိရင်ね partially ဆိုတာ reversible reaction ပေါ့နော်တစိတတေတာတာရင်ဖြစ်ပြီးရော completely reaction ပေါ့ strong acid တွေကကြတော့လုံးဝကို completely reaction ဖြစ်သွားပါမယ်တဲ့เนาะအညာညာတကြောင်နေပေါ့နော်ဖြစ်သွားမယ်တဲ့ကဲဒါဆိုရင်ဒီကျတို့ကအဲ့ဒီ acid တွေ base တွေကိုပေါ့နော်အာဒီကျတို့ တိုင်းနိုင်တာက pH ပေါ့နော် pH နဲ့တိုင်းမယ်အဲ့ဒီမှာ pH ကနှစ်မျိုးရှိရယ် pH မီတာသုံးပြီးရောလဲတိုင်းနိုင်တယ်လို့ indicator ပေါ့နော် pH paper လေးတွေသုံးပြီးရောလဲတိုင်းနိုင်တယ်ဒါပေမဲ့တိတိကျကျထွက်ချင်နေဆိုရင်တော့ကျွန်တော်တို့ဘာကိုပဲသုံးပြီးတိုင်းမယ် pH မီတာကတော့အတိအကျထွက်ပါတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီချာရို base လေးကိုဆက်ကြည့်ရအောင် base ကိုလည်းအဲ့လိုပဲဒီချာရို base ကုန်တက်တိရှိရှိချောင်းကိုဘာနဲ့ဆက်မလဲလစ်တမန်ဆက်ကူလေးနဲ့ဆက်ကြည့်မယ်လစ်တမန်ဆက်ကူအနီကနေအပြာကိုပြောင်းသွားရင်ဒါသည် base ကုန်တက်တိရှိရယ်သူသည် နော် pH level က greater than 7ပေါ့နော်ခုနှစ်ထက်ကြီးတယ်သူဒီ alkalinity ဆိုတာကဒီချက်တို့ကပါပဲ alkaline ဖြစ်တယ်ပေါ့နော် base contact ရှိရယ်ဆိုရင်ね greater than 7ပေါ့ alkalinity ဖြစ်တယ် alkaline ဖြစ်တယ်ဆိုရင် pH level က greater than 7ခုနှစ်ထက်ကြီးပါတယ်ကဲဒါဆိုရင်သူ့ကိုဒီချက်တို့ဆက်ကြည့်မယ် solvent in water ရေမှာပျော်ဝင်နေဆိုရင် alkali ဖြစ်တယ်ရေမှာမပျော်ဝင်ဘူးဆိုရင်တော့ UU base တွေပါပဲ ုတ်ပြီနော် base မှာမှာနှစ်ခုဖွဲ့လို့ရတယ်နော် base ရှိသလို base မှာ alkali လည်းပါတယ်ဒါပေမဲ့အဲ့မှာ soluble in water ရေမှာပျော်ဝင်နေဆိုရင်ဒါဒီ alkali မျိုးစဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ alkali မျိုးစဖြစ်တယ်ဆိုတော့ဒီချက်ရော aqueous တွေပေါ့ဟုတ်ပြီနော်သူ့ကို react ဓာတ်ပြုမယ်ဆိုရင်တဲ့ ammonia เนาะ ammonium sulfate နဲ့ဓာတ်ပြုရင် ammonia gas ထွက်ပြီးတော့เนาะ fat ဆိုရဲ acid ပေါ့เนาะဒီ territory ဆန်ကရတဲ့ acid နဲ့ fatty acid တွေနဲ့ဓာတ်ပြုမယ်ဆိုရင်เนาะ soap ဆိုရဲဆက်ပြားလေးထွက်ပါတယ် ပြီးတော့သူ့ရဲ့ dissociation ပေါ့နော် dissociation in water ကိုကြည့်မယ်ဆိုရင်ဒီကျတို့က weak base နဲ့ strong base ပဲခုနက SLO ပဲเนาะရှိပါတယ် weak base နဲ့အပြောတဲ့ SN အပြောတဲ့ base နဲ့ strong base အပြင်းနဲ့เนาะ base ဆိုပြီးရှိရဲ weak base တွေကကြတော့ဒီကျတို့ partial leak ဆိုတာတစိမ့်တတိတာတာလင်းပေါ့နော် so reversible reaction နဲ့ထွက်ပြီးတော့ strong base တွေဆိုရင် completely reaction เนาะ one error အများတစ်ချောင်းနဲ့ပဲထွက်တာကိုတွေ့မြင်ရပါမယ် ကဲနောက်တစ်ခုကဒီချာရိုကသူ့ရဲ့ base တွေဆိုရင်သူ့ရဲ့ ion ကဘယ်လိုထုတ်ပြီးလဲဆိုတော့ OH- ion ပေါ့နော် hydroxide ion ထုတ်ပြီးပါတယ်တဲ့ acid နဲ့ base နဲ့ဒီချာရိုဓာတ်ပြုတ်လိုက်တဲ့အခါမှာ neutralize ပေါ့နော်ဓာတ်ပြဲသွားတယ်ဓာတ်ပြဲပြီးတော့ဘာထွက်လဲဆိုတော့စားထွက်တယ်လို့ပြောထားမိတာဟုတ်ပြီစားကိုသူတို့ရဲ့သုံးပြုတယ်ပေါ့နော် acid ပေါ်မှာမူတည်ပြီးတော့အမျိုးအစားခွဲခြားနိုင်ပါတယ်တဲ့ဘာတွေလဲဆိုတော့ chloride တို့ sulfate nitrate carbonate စသဖြင့်အမျိုးအစားခွဲခြားလို့ရပါတယ်တဲ့။ကဲဒါဆိုရင်ဒီ concept map လေးကိုကြည့်ပြီးတော့ဒါရတမျိုး6.12 6.4အကြောင်းလေးကိုနားလည်မယ်လို့ဒီထဲထင်ပါတယ်။အခုနောက်မှာပါတဲ့ဟုတ်ပြီနော်လေ့ကျင့်ခန်းပေါ့နော် exercise လေးတွေကိုလည်းဒါရတမျိုးအကောင်းဆုံးခေဆိုနိုင်တယ်လို့ဒီထဲယုံကြည်ပါတယ်။အားလုံးကိုကျေးဇူး